ဖုန်းနဲ့ဓာတ်ပုံရိုက်တတ်တဲ့သူတွေအတွက်စောင့်ထားတဲ့ application ၃မျိုး ထမဆုံးတစ်ခုကတော့ Protect ဆိုတဲ့ software လေးပဲဖြစ်ပါတယ်။သူ့မှာဆိုလို့ရှိရင်တော့ camera manual setting တချို့ပါမယ်။ Protect ရဲ့အကြိုက်ဆုံးအချက်ကိုပြောပါဆိုလို့ရှိရင်တော့ Auto Pro, Dual Portrait ဆိုပြီးတော့၄မျိုးခွဲရိုက်လို့ရမှာပဲဖြစ်ပါတယ်ရှင့်။ Function တစ်ခုချင်းစီမှာလည်း camera setting စုံတဲ့အတွက်ကြောင့်မလို့ mobile phone နဲ့ပို့တို့ရိုက်တတ်တဲ့သူတွေအတွက်အသုံးဝင်တဲ့ software လေးပဲဖြစ်ပါတယ်။ဒုတိယတစ်ခုကတော့ Blackmagic camera သူ့မှာဆိုလို့ရှိရင်တော့ photo နဲ့ video တွေကိုတကယ် camera တစ်လုံးလို့ function စုံစုံလင်းနဲ့ project ကြရိုက်ကူးလို့ရမှာပဲဖြစ်ပါတယ်။နောက်ပြီး storage နဲ့ဖုန်းတွေအတွက်ကိုယ့်ရဲ့ project ကိုတင်ဖို့ cloud server လည်းပါပါတယ်။ နောက်ဆုံးတစ်ခုကတော့ကင်မရာဆော့ဝဲတွေဘလောက်ကောင်းကောင်းကိုဖုန်းရဲ့ကင်မရာမကောင်းလို့ရုပ်ထွက်တွေဝါနေရဆိုလို့ရှိရင်ကြည်အောင်လုပ်လို့ရမယ် Pixel S ဆိုတဲ့ဆော့ဝဲလေးပဲဖြစ်ပါရဲ့ရှင်။ကိုတက်ပုံရဲ့ quality ကိုလိုသလိုပြောင်းလဲနိုင်တာမိုးစမ်းသုံးကြည့်တဲ့နဲ့ဆော့ဝဲလေးပဲဖြစ်ပါရဲ့။မိတ်ဆွေတွေရောဘလို့ဆော့ဝဲလေးတွေတုံးနေရဆိုတာကိုဗီဒီယိုရဲ့အောက်မှာ comment လေးပေးခဲ့လို့ရပါတယ်။နောက် video မှာပြန်တွေ့ကြပါမယ်။